သုံးနှစ်ကျော်ရွယ်သားရှိသေးပေမဲ့နိုင်ငံသားထိလူသိများနေတဲ့မြမအသက်ငယ်ဆုံး food blogger အလုံးမဲမိကလာပေါင်းဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်မြမနိုင်ငံမှာ food blogger တွေမှုလို့ပေါက်နေကြပြီးမတူညီတဲ့တင်ဆက်ပုံတွေနဲ့အောင်မြင်နေကြပါတယ်ကိုရိုင်းချက်စားပြပြီးဝင်ငွေကောင်းနေကြသလိုငပိရင်နဲ့ထမင်းကိုပဲပုံစံမတူအောင်စားပြပြီးချမ်းသာကြွားသွားသူတွေလည်းအများကြီးရှိပါတယ်ဒီအထက်မှာတော့အသက်၃နှစ်နဲ့၃လသားရှိသေးတဲ့ food blogger ဟဲဟဲလေးလေးပါဝင်ပါတယ် ဟဲလီကအသက်က၃နှစ်ကျော်အရွယ်သားရှိသေးပေမဲ့လည်း food blogger တယောက်ဖြစ်လာနေတဲ့သူပေါ့အစားအသောက်တွေကိုစားပြတဲ့ဗီဒီယိုလေးတွေကချီရှုတဲ့သူတန်းတဲ့ချီရှိပြီးဟဲလီကငငယ်ရွယ်ရွယ်နဲ့အောင်မြင်နေသူဖြစ်ပါတယ်။ဟဲလီကမွန်ပြည်နယ်မှာနေထိုင်တဲ့မွန်မလေးတယောက်ဖြစ်ကအသက်၂နှစ်ကျော်အရွယ်ကလေးက food blogger ဖြစ်လာတဲ့သူပေါ့အသက်၂နှစ်ကျော်၃နှစ်အရွယ်လေးကိုထမင်းစားဖို့အတွက်ချော့ကျွေးနေရပေမဲ့လည်းဟဲလီကတော့ချော့ကျွေးစရာမလိုတဲ့အပြင်အစားအစာတွေကိုစားပြပြီးအောင်မြင်နေသူဖြစ်ပါတယ်။ သူ့ကိုထက်ပြီးတဲ့အစားအစာတွေကိုလည်းကုန်အောင်စားနိုင်တာကြောင့်ထမင်းကျွေးရခတ်တဲ့ကလေးတွေရဲ့မေမေတွေကတော့ဟဲလေးကိုအားကျနေကြပါတယ်။တခြားကလေးတွေကဒီအသက်ရွယ်မှာကိုယ်တိုင်ထမင်းမစားတတ်သေးပေမဲ့လည်းဟဲလေးကတော့လက်နဲ့လဲစားတတ်သလုံးဇွန်းနဲ့လဲတတ်တတ်ရရစားတတ်ပါတယ်။ သူစားတဲ့ဟင်းတွေကိုလည်းမိတ်ဆက်ပြတ်တက်ပြီးလူကြီးလေးတယောက်လိုစားပြနေတာကြောင့်ဟဲလေးကချစ်ခင်သူတွေများပါတယ်။ဟဲဟဲလေးဟာအစားစားမျိုးစုံကိုစားနိုင်ပြီးအစားသောက်နဲ့ပတ်သက်လာရင်ကြီးမများပါဘူး။တနခါလိန်ထားတဲ့အပြင်မြမဝမ်းဆက်လေးနဲ့ချစ်စရာကောင်းနေတဲ့ဟဲလေးကလူကြီးတွေစားတဲ့အစားစားတွေကိုလည်းစားပြနိုင်ပါတယ်။ထမင်းကိုငပိရင်နဲ့နဲစားတက်ပြီးအတုံးမြုပ်တွေကိုလည်းကြိုက်စားပြတတ်ပါတယ်။ ။ကလေးတွေစားတဲ့အစားအစာတွေကိုလည်းစားနိုင်သလိုမုတ်တွေလည်းစားပြတ်တတ်ပါသေးတယ်။အချို့အစားအစာတွေကသူစားပြမှပဲစားချင်စရာကောင်းနေပြီးချစ်စရာကောင်းလို့တကူတကစောင့်ကြည့်သူတွေလည်းရှိပါတယ်။ဟဲဟဲလေးကမွတ်တိုင်းရင်သူလေးတယောက်ဖြစ်တာကြောင့်မွန်ရိုးရတကြံထမင်းကိုလည်းစားတတ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့စကားလဲတတ်သလိုစားကြပါအောင်ရှင့်ဆိုတဲ့အတန်လေးနဲ့ချစ်စရာကောင်းနေလို့ဟဲဟဲလေးကပရိသတ်တွေရနေပါပြီ။ဟဲလီရဲ့ပြည်သက်တွေထက်မှမြန်မာနိုင်ငံကလည်းပေါဝင်သလိုထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီးယားနိုင်ငံကပြည်သက်တွေလည်းပေါဝင်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ဖို့ဘလော့ဂါဖြစ်တာကြောင့်ချစ်စရာကောင်းတဲ့ဆိုပြီးအဖေရဲ့သူတွေအရက်များပါတယ်။ဒီအသက်ရွယ်မှာတချို့ကလေးတွေကိုထမင်းစားဖို့အချိန်ကြာကြာချော့ကျွေးနေရတဲ့အချိန်မှာ ဟဲလေးကတော့ကိုရိုင်းအားရပါရစားနိုင်တဲ့အပြင်ထမင်းစားပြတဲ့ဗီဒီယိုတင်နဲ့လည်းဝင်ဝေကောင်းနေသူဖြစ်ပါတယ်မြန်မာနိုင်ငံက food blogger အများစုကတော့လူကြီးတွေဖြစ်ပေမဲ့လည်းဟဲလေးကတော့မြန်မာသက်ငယ်ဆုံး food blogger ဖြစ်နေသူပေါ့သူရဲ့ဗီဒီယိုတွေကအပင်းရဲ့သူတွေများပြီးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ငွေရှာနိုင်သူဖြစ်လာပါတယ်ဒါပေမဲ့ဟဲလေးစားတဲ့တချို့အစားအစာတွေမှာတော့လူကြီးတွေစားတဲ့အစားအစာတွေဖြစ်နေတာကြောင့်စေတနာနဲ့သတိပေးနေကြတာပေါ့ အသက်ငယ်သေးတဲ့ကလေးကိုငပိအတွင်နဲ့မကြွေးတင်ကြအောင်အကြံပေးကြသလိုအဆက်တွေဆရာကလည်းကလေးရွယ်နဲ့မသိမ့်တော်တဲ့အကြောင်းပြောကြပါတယ်။ကလေးရွယ်နဲ့သိမ့်တော်တဲ့အစားအစာတွေကိုပဲကြွေးတင်ပြီးဂျမအီထိခိုက်နိုင်ကြအောင်သတိပေးနေကြတာပေါ့။ဟဲဟဲလေးကတော့ငပိရင်နဲ့ထမင်းကိုအားရပါရနဲ့ဆရာကြအောင်အစားမစားချင်တဲ့ကလေးတွေကသူ့ဗီဒီယိုလေးကိုကြည့်ပြီးထမင်းစားချင်လာကြပါတယ်။ဟဲဟဲလေးထမင်းဆဆတဲ့ရွယ်မှာကျွေးရတဲ့အခါအမေဖြစ်သူက food blog တွေကိုအရင်ပြပါတယ်။အရိကနေဟဲဟဲလေးကလည်းထမင်းဆရတာပြောလာပြီးအသက်၃နှစ်ကျော်ရွယ်မှာတင်အောင်မြင်နေပါပြီ။ ရတဲ့ကြောဟဲလေးရဲ့ဖူဘလော့တွေကိုကြည့်ပြီးသဘောကျရဲ့လားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မားရဲ့ page ကို like and follow လေးလောက်ခတ်ချက်ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ